်ဆောင်ပြားရဲ့အဆုံးမတရားတော်တွေကိုကြည်လိုက်မယ်ဆိုရင်ကဝဥကလလူသားတွေရဲ့လူသမိုင်းကိုအခေညာတုံးလို့ဆိုတဲ့ယမောရကိုရိုင်ဟောခဲ့တဲ့သမိုင်းထောက်ထားဟောပြောချက်ကိုကြည့်မယ်ဆိုရင်ကဝဥကလမှာလူတွေဟာကိုချက်တရားကောင်းမွန်နေကြသည့်အတွက်ကြောင့် ြည်သူလူထုဆိုတဲ့လူအစုတစ်ခုတည်းဟာအလွန်ကြီးညာပြီးအေးချမ်းသာယာစွာနေလာခဲ့ကြတာဖြစ်ပါတယ်။အဲဒီလိုနေလာရတဲ့အခါမှာလူသားတွေကကိုချင်းတရားပြပြလာတဲ့ပုဂ္ဂိုလ်တွေပေါ်ပေါက်လာပေါ်ပေါက်လာသည့်အတွက်ကြောင့်သူရဲ့ဂုဏ်သိက္ခာတွေ ကြံဆင်းလာတာကိုတားဆီးဖို့အတွက်လူတွေကတင်မြောက်တဲ့မဟာသမတမင်းဆိုတာပေါ်ပေါ်လာခဲ့တာဖြစ်ပါမဟာဇနသမတောတိမဟာသမတောပြည်သူလူထုအလုံးကစိတ်တူညီတူအတိမတ်ပြုပြီးတော့တင်မြောက်လိုက်တဲ့ခေါင်းဆောင်ကိုမဟာသမတလို့ဒီလိုခေါ်ခဲ့တာဖြစ်ပါ သူမဟာသမတဆိုတာအဗ္ဗဓမ္မအတိပညာနဲ့ပြည့်စုံတယ်တပညာနဲ့ပြည့်စုံစိတ်ကောင်းနှလုံးကောင်းရှိတယ်တကယ်ပညာရှိသူတော်ကောင်းကြီးပဲဖြစ်တယ်အေးလူလောကထဲမှာလူတွေရဲ့ခုံတိတ်ခါပြည့်ရင်းလာမှုတွေဟာဘာတွေကစတင်ဖြစ်ပေါ်လာသလဲလို့ဆိုရင်နံပါတ်1အဋ္ဌိဏဌာနာ လူတွေဟာကိုချင်းပြတ်လာပြီဆိုရင်ကိုမပိုင်တဲ့ပစ္စည်းကိုတိတ်တိတ်ဆိတ်ရလို့မှုဆိုရတယ်လောဘကိုမထိန်တိုင်နိုင်သည့်အတွက်ကြောင့်အများပိုင်ပစ္စည်းသို့မဟုတ်တခြားလူပိုင်တဲ့ပစ္စည်းကိုယူတတ်တဲ့အချက်တွေကဝင်ရောက်ပြီးတော့လာတယ်ကိုပစ္စည်းမောင်းမှန်တည့်ရတဲ့သူများပစ္စည်းကိုတနည်းနည်းနဲ့ရယူလာတဲ့ အကျင့်ဆုံးဟာသူ့အတိုင်းဝိုင်းထဲမှာဖြစ်ပေါ်လာတယ်။အဲ့လိုဖြစ်ပေါ်လာတဲ့အခါမှာအင်ဒမ်မဆိုးတဲ့အကျင့်ပဲဘာဖြစ်လို့သူများပစ္စည်းကိုယူရတယ်လဲလို့သူ့အတိုင်းဝိုင်းကဝိုင်းဝန်းပြီးတော့ရှုပ်ချကြတယ်ပြစ်တင်ကြရှုပ်ချခြင်းပြစ်တင်ခြင်းလူလူချင်းတူလျက်တန်းနဲ့ရှုတ်ချပြစ်တင်ခံရခြင်းဆိုရယ်ကရဟ ဒီအခြေအနေတရားတည်းဖြစ်ပေါ်လာတယ်။အဲ့ဒါတွေမကဘူး။လူတွေဟာမိမိရဲ့ပစ္စည်းဥစ္စာမတရားယူတာကိုထိမ့်သိမ်းဆောင်ရှောက်ဖို့ဆိုပြီးတော့ဒုဒ္ဒါစတဲ့လက်နဲ့တွေကင်ဆွဲပြီးလူလူချင်းရံမူးလာတဲ့အကျင့်ဆိုးတွေဟာလည်းဖြစ်ပေါ်လာတယ်။ဒါလူအတိုင်းဝိုင်းထဲမှာ ရှေးဥစွာပေါ်လာတဲ့ကိုချင်းတရားပြပြမှုကြီးပဲဖြစ်တယ်။အဲ့ဒီအချိန်မှာလူသားတွေဟာတိုင်ပင်ဆွေးနွေးကြတယ်။လူတွေရဲ့ dignity ဆိုတဲ့ဒုက္ခဒိက္ခတော့ပြပြလာပြီ။အပြင်တန်းအခြေအနေဆိုးတဲ့မကောင်းတဲ့အကျင့်ဆိုးတွေဟာလူတွေအတိုင်းဝိုင်းနဲ့ရောက်လာပြီ။ဒါတွေကိုမြစ်တောင်းမှတော်မယ်။ အဲ့တော့ဒါတွေကိုမြစ်တမ်းမဲ့ပုဂ္ဂိုလ်တယောက်တင်မြောက်ကြရအောင်ဆိုပြီးမဟာသမထအလုပ်ခေါ်တယ်လူတိုင်းကကြီးညိုလေးစားပြီးအသိပညာရှိတဲ့ပုဂ္ဂိုလ်တူရွေးချယ်ပြီးတဲ့အခါလူတွေကနေတင်မြောက်ကြတယ်တင်မြောက်တဲ့အခါသူ့ကိုတောင်းဝန်၃ရက်ရှေးဥစွာပေးအပ်ကြတမ္မာခိတပခိယ ကောင်းတာလုပ်တဲ့လူအပြစ်ရှိတဲ့လူကိုအပြစ်ရှိတယ်ဆိုတာအပြစ်ထင်ရှားအောင်ထုတ်ဖို့ပြောဆိုဖို့တမ္မာဂရဟိတပံဂရဟစောရကဆွဲချက်တင်ပြီးတော့ပြစ်ထန်သတ်မှတ်ပေးတဲ့ပုဂ္ဂိုလ်ကိုပြစ်ထန်တယ်တမ္မာပပ္ပသနိတပံပပ္ပစေတပံပပ္ပစေတိ လူတိုင်းဝိုင်းကနေပြီးတော့နင်ထုတ်တိုက်တဲ့ပုဂ္ဂိုလ်နင်ထုတ်ဖို့ပြစ်ထံပေးဖို့လို့ဆိုတယ်ဒီအချက်၃ချက်ကိုလူတွေကသူ့ကိုအာနာအနှင်းလိုက်တာပဲဖြစ်တယ်အများလူတွေကအနှင်းနဲ့အာနာ၃ရက်ပညာရှိစိတ်ကောင်းနှလုံးကောင်းရှိတဲ့မဟာတဝတ္တဆိုတဲ့ ပုဂ္ဂိုလ်ရဲ့လက်ထဲကိုအာနာ3ရပ်အနှင်းလိုက်တယ်အဲ့ဒီအာနာ3ရပ်ကနံပါတ်1အပြစ်ကိုဖော်ထုတ်ပြီးဖို့နံပါတ်2ဆွဲချက်တင်ဖို့နဲ့နံပါတ်3ပြစ်ဒဏ်ခတ်ဖို့ဒီချက်3ရပ်စတင်ပြီးတော့လူလောကထဲမှာဒါဥပဒေ3ရပ်ကိုစတင်ထုတ်ချင်းပဲဖြစ်တယ်အဲ့ဒီလိုဖြစ်လာတဲ့အခါမှာလူတွေက တင်မြောင်းလိုက်တဲ့မဟာသမတမင်းကိုကတိဝန်ခံချက်တစ်ခုပေးတယ်အလုံးအတွက်တောင်းဝန်ယူပြီးတော့လူသားတွေရဲ့အကျိုးပြည်သူတွေရဲ့အကျိုးဆောင်ရွက်နေရသည့်အတွက်ကြောင့်ကိုယ်တိုင်လုံခြုံစပ်တော်မှုမအားလက်တဲ့အတွက် ကြံတဲ့ပြည်သူလူထုတွေကသူ့ကိုဆယ်ဘုံတစ်ဘုံအခွန်ပေးပါမယ်လို့အခွန်ပေးတယ်ဆိုတာလေလူထုတွေကစတင်ပြီးတော့တောင်းဆိုခဲ့တဲ့အရာသာဖြစ်တယ်။မဟာသဗ္ဗတမင်းကိုလူတွေကတင်မြောက်ပြီးတော့ထိုမဟာသဗ္ဗတမင်းရဲ့အတွက်လူထုကအခွန်ဆက်တာပေးခြင်းလို့ဆိုတဲ့တောင်းကိုယူလိုက်ကြတယ် အဲ့တော့မဟာသမဏေမင်းကလူတွေထဲမှာမကောင်းတဲ့အချက်စိုးတွေကိုဟန်တာပေးဖို့တောင်းဝန်ယူပါပြည်သူလူထုတွေကမဟာသမဏေမင်းကိုထောက်ပံ့ပေးတဲ့အခွန်ကိုပေးဆက်ပါမယ်လို့ပေးအပ်ပါမယ်လို့တောင်းဝန်ယူလိုက်အဲ့တော့အခွန်ဆိုတာဒီကနေ့မှပေါ်လာတာမဟုတ်ဘူးလူသားတွေကိုယ်တိုင်ကတောင်းဝန်ယူပြီးတော့အခွန်ပေးမယ်လို့ပြုပြုခဲ့တဲ့အရာသာဖြစ်တယ် ဒါကြောင့်မို့ရှေးတော့ကဆိုလို့ရှိရင်ဆယ်ပုံတစ်ပုံအခွန်စပါးဆယ်တင်းရလို့ရှိရင်တင်းတပည့်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်အတွက်ပေးအပ်ကြတယ်အဲ့ဒီလိုနည်းနဲ့ပြည်သူနဲ့မဟာသမတသို့မဟုတ်ပြည်သူနဲ့အစိုးရအစိုးရနဲ့ပြည်သူလက်တွဲပြီးတော့လူတွေရဲ့ ကောင်းကျိုးချမ်းသာငြိမ်းချမ်းသာရတဲ့အနေအထားတစ်ခုဖော်ဆောင်လာခဲ့ကြ။ဒါကဘာဥက္ကလကအချိန်ဖော်ပြတာ။ယသဗျာကိုယ်တိုင်ဟောထားတဲ့မဟာကဘာဥက္ကလကအခေညာဆိုတဲ့ကဘာဥအကြောင်းတိကောင်းစေဟာတုတ်တံမှာဒီတိုင်းပဲရှင်းလင်းဟောထားတာရှိတယ်။အဲဒီလိုမဟာသမတမင်းဆိုတာပေါ်လာပြီးတယ်။နောက်ပိုင်းရောက်တဲ့အခါကျတော့ ခေပြောင်းတော့အခြေအနေတွေအရရာပြောင်းလာတယ်လို့ဆိုတာဖြစ်တယ်။လူသားတွေရဲ့အခြေအနေဟာအုတ်ချုံရင်အုတ်ချုံရင်နဲ့ပို့ပို့ပြီးတော့ယိုယွင်းလာတာတွေဖြစ်လာတယ်